မင်္ဂလာပါရှင်ဘောရုသမီးရာဟုတတိယအတွက်3လပိုင်း16ရက်နေ့မှ20ရက်နေ့အထိတပတ်စာဟော့စတန်ဝဟဝေးမှာဖြစ်ပါတယ်ဘောရုသမီးရာဟုတတိယဒီကမ္ဘာမှာမျိုးအတွက်အနေငယ်စိတ်တူစရာလေးတွေပြဿနာလေးတွေအခက်အခဲလေးတွေနဲ့ရင်ဆိုင်ဖြတ်ကျော်ရမယ့်ကာလလို့ပဲပြောရလိမ့်မယ်အဲ့တော့အခက်အခဲပြဿနာတွေမိမိတို့မှာရှိတယ်ဒါပေမဲ့ကိုကိုတိုင်းကမှန်နေပါစေအေးစိလွယ်ကူစွာနဲ့ဖြတ်ကျော်မိလိမ့်မယ် ဒီကာလမှာကမိမိကိုယ်တိုင်နဲ့ဒေါသရဲ့အားကြီးနေတယ်အဲ့တော့ဝမ်းနေခြင်းအားနဲ့အားငယ်ခြင်းဆိုတဲ့အစုံတစ်ပတ်မှာမိမိကိုယ်တိုင်ကရှိနေတဲ့ပေါ့နော်အဲ့တော့အငဲ့ဆရာကြီးလည်းကြုံလာတတ်တယ်ဝမ်းနေဟိုဒေါ်ရတဲ့ဆရာကြီးလည်းကြုံလာတတ်တယ်အဲ့တော့ဒီကာလမှာ ဖြစ်နိုင်မယ်ဆိုလို့ရှိရင်မိမိစိတ်ကအတက်နိုင်ဆုံးအေးဆေးစွာနဲ့အဲတေချာချင်းချင်းပြီးတော့မှဖြတ်ကျော်ရင်အဖြတ်ကျော်တလောက်မိမိတို့ကံကောင်းစေတယ်ပေါ့နော်အဲ့တော့ဒီကာလမှာမိတို့အတွက်အင်းနွေးလည်းအနေငယ် ကပ္ပကစားလေးရှိတယ်တယောက်တစ်ပေါင်နဲ့အဲကိုကဒါဆိုသူများဟိုဟာအဲ့လိုပုံစံမျိုးလေးနဲ့ရှိတယ်ပေါ့နော်နောက်တစ်ခုကကြတော့လုပ်ငန်းမှာကိုကအရန်စူးစမ်းအားထုတ်နေပါရဲ့နဲ့ကိုကိုဆွဲခြားမဲ့သူတွေရှိတယ်နောက်တစ်ခုကကြတော့အောင်မြင်တဲ့လောက်မအောင်မြင်တာဖြစ်ထွန်းတဲ့လောက်မဖြစ်ထွန်းတာဒီလိုကာလတွေမှာ ရှိတတ်တယ်ပေါ့နော်အဲ့တော့ကန်တမာနဲ့ကြည့်မယ်ဆိုကန်အားနဲ့ကြည့်မယ်ဆိုလို့ရှိရင်အနည်းငယ်အမြန့်ပြီးတော့ဖြတ်ကျော်ရမယ်ကာလာမျိုးလိုပဲပြောရလိမ့်မယ်ပေါ့နော်အဲ့တော့ငွေကြေးကန်အားနဲ့ပတ်သက်ပြီးတော့တဲ့ငွေကြေးကန်အားနဲ့ပတ်သက်ပြီးတော့လည်းအဲ့လိုမျိုးပဲအာအနည်းငယ်အားနဲ့တယ်အဲ့တော့ကိုကချီးတာငှားတာအာမခံပေးတာမျိုးတွေဒီကာလမှာမလုပ်နဲ့ကိုကချီးပြီးပြီဆိုလို့ရှိရင်လည်းပြန်မဆက်နိုင်တာမျိုးကိုကချီးစားတာမျိုးဆိုလို့ရှိရင်လည်းပြန်မရရှိသေးတာမျိုးတွေဒီလိုကာလမှာဖြစ်တတ်တယ် အဲ့တော့နောက်တစ်ခုကကြတော့ကိုကိုတိုင်းငွေကြေးကြောင့်ပင်မတတဲ့ပေါ့နော်စိတ်ပင်မတတဲ့ပေါ့အဲ့လိုအဲ့တော့အိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်အခြေအနေနဲ့ပတ်သက်ပြီးတအားအဆင်ပြေပါတယ်လူငယ်အသေးအသေးလေးတွေဒီကာလမှာအဲတယောက်နဲ့တယောက်နားလဲမူလေးတွေနဲ့တယောက်နဲ့တယောက်ချစ်ခင်စိတ်ရေးနဲ့သွားမယ်ကာလမျိုးပေါ့နော်တခုတော့ရှိရဲဒီကာလမှာပြောလို့ဆိုအနေဝေးအနေဝေးတတဲ့အာကိုကအလွမ်းဆွေးကာလဆိုတာမျိုးဖြစ်တဲ့တကြောင်မို့အနေအနေငယ်ဝေးနေတတဲ့ အဲ့တော့အိမ်တော်ရှင်များအတွက်ကကြတော့ဒီကာလမှာကိုကပဲပေးဆက်ပြီးချစ်နေတာမျိုးကြီးဒီလိုကာလမှာကြုံတွေ့ရတတ်တယ်ပေါ့နော်အဲ့လိုမျိုးကိုကပဲပေးဆက်နေရတတ်တယ်ကိုဘောပြန်မကြည့်တာမျိုးတွေနားလည်မှုမပေးတာမျိုးတွေပေးဆက်ခြင်းဆိုတာဒီလိုကာလမှာဖြစ်တတ်တယ်အဲ့တော့ပြန်အားနဲ့ခြင်းမယ်ဆိုစမပြောတဲ့လူပဲပေါ့နော် အရင်ညံ့နေရမျိုးတော့လည်းမဟုတ်ကောင်းလည်းမကောင်းပါဘူးအဲ့တော့အညာလေးတော့ရှိနေတယ်လည်းရှိမှာအဲ့တော့ကိုယ့်ကိုယ်လည်းအားမရတတ်ဘူးပေါ့နော်အဲ့လိုမျိုးတွေရှိတယ်စက်မကြီးအစိုးရမရှိဘူးသနာမီပဲစက်မကြီးကောင်းတယ်အဲ့တော့အားနဲ့တာကိုပြောပါဆိုလို့ရှိရင်အာကိုယ်တိုင်စိတ်ကြီးနေတတာစိတ်ကြီးတယ်လှုပ်စင်တာတွေကအများကြီးပဲမလှုပ်ရဘူးဒေါသကြီးထွက်တယ်အဲ့တော့ ော့နောက်တစ်ခုကဆွတ်လွတ်လိုက်တဲ့ကိစ္စတွေမှာလည်းအလိန်ခံရတာမျိုးကြီးကြုံတွေ့ရတတ်တယ်အဲ့လိုမျိုးဒီချိန်ကဘာမှရှေ့ကိုရရဲ့မတွန်းနဲ့哦ဒီလက်ရှိအနေထားလေးမှာဖြစ်နိုင်လို့ဆိုလို့ရှိရင်ပါသားရင်းနဲ့ဆက်ချင်တဲ့အဆန့်ပါသားရင်းနဲ့ပတ်သက်တဲ့အဓိဋ္ဌာန်လေးတွေမများဝင်ရတာမျိုးတွေဒီအာကိုယ့်အတွက်ကောင်းတယ်ကံအားတွေကောင်းတယ်ပေါ့နော်အာနောက်တစ်ခါကျတော့ ဆနာပြောတဲ့အခြေအနေပတ်သက်ပြီးတဲ့ဒီကာလမှာဆနာပြောသလိုမျိုးပဲအဲဝေးကွာခြင်းဆိုတာမျိုးလေးဂျုံတွေ့ရတဲ့ခြေရက်နဲ့ဝေးနေတာမျိုးပြောမဆိုခီးထွက်သွားတာမျိုးအအဝေးတနေမှာအလုသွားလို့ပို့တော့ထွက်ခွာရတာမျိုးအဲ့လိုမျိုးလေးတွေဂျုံတွေ့ရလိမ့်မယ်နောက်တစ်ခါကျတော့အဒီကာလမှာတစ္ဆာစရာတရားဆိုတဲ့ဥစ္စာကိုလောက်ဝကန်ကန်ထားမယ် ိစ္ဆာမျိုးတွေမှာရှိရပါတော့။ကိုကိုတိုင်းကလည်းတစ္ဆာရှိနေမှာဒီကာလမှာပို့ပြီးတော့အဆင်ပြေစေတယ်ပေါ့နော်။အဲ့တော့အညာနဲ့ပတ်သက်ပြီးတော့ဟိုကျမတို့ကကံကြကံအားနဲ့ကြည့်မယ်ဆိုတော့ခိုင်ညံ့လေးတွေကလည်းရှိမှာရှိနေတာကျိန်းတည်ပါလေ။အဲ့လိုမျိုးဖြစ်တဲ့ကြောင့်မို့လို့ပုံမွေးကောင်းမလားလှုပ်ဆောင်တဲ့မိမိရဲ့ကံအားပြည့်ကံအထောက်ပံ့ကောင်းရရှိလာအောင်လှုပ်ဆောင်တဲ့ရေတရာကတော့အဲ့ဆုံးမပြောအတိတ်တံများဝင်မယ်နော်။နောက်တစ်ခုကကြတော့ကြေကြရမှု ဲကေကေရမှုကိုမစ္စဘုရားရှင်မှာလှူဒန်းပြီးတော့သုတောင်းပြီးတော့သုတောင်းလှူဒန်းပြီးတော့လှူဒန်းပေးပါပါเนาะနောက်တစ်ခုကကြတော့တလဲသည်တလဲသည်မစ္စဘုရားရှင်အချင်းအိမ်အောင်နဲ့ပတ်သက်ပြီးတော့ပေါ့เนาะအချင်းအိမ်အောင်နဲ့ပတ်သက်ပြီးတော့အအညံ့ကြုံနေတဲ့သူတွေတွေ့တော့တလဲသည်မစ္စဘုရားရှင်လှူဒန်းပြီးတော့သုတောင်းပေးပါနောက်တစ်ခုကတလဲသည်မရဘူးတင်မောသည်ပေါ့เนาะတင်မောသည်လှူဒန်းပြီးတော့သုတောင်းခြင်း ကုသိုလ်လေးလုပ်ပေးပါနော်အဲ့တော့ဘုရုသားရာသမီရာဟုသားသမီချင်းမိတ်ဆွေများအားလုံးအေဂျင်တာပျော်ရွှင်သောဘွားလေးရရှိနိုင်ကြပါစေဆန္ဒနဲ့ဘွားတက်တက်ရရှိနိုင်ကြပါစေရှင်ကျေးဇူးများအားတင်ပါတယ်ရှင်